business and economy US Canada trade war ကြောင့်အမေရိကန်မြို့ပျို့ကြဘလောက်ထိအခြေအနေဆိုးလဲကဘာပတ် American stock option crypto ancient မြေပညာရှင် channel ကကြိုဆိုပါတယ်ဘယ်နေရာကြည့်နေလဲဘုမအောင်မှာရေးတာပါအဲ့မြို့တွေကတော့အရန်ထူးခြားတဲ့မြို့တွေပါเนาะကနေဒါနဲ့ USA နဲ့နီးစပ်နေတဲ့မြို့တွေဖြစ်တယ်သူ့ကိုတွားမှဆိုရင်ကနေဒါကိုဖြတ်ပြီးတော့ပြန်သွားရတယ် ြောရမယ်ဆိုရင်ရော USA မြို့ပဲဒါပေမဲ့အဲ့မြို့ရောက်ဖို့ဆိုရင် USA ကနေပြီးတော့ကနေဒါသွားရတယ်ကနေဒါကနေပြီးပြန်ပြီးတော့ဖြတ်တော့မှ USA မြို့ရောက်တာဖြစ်ပါတယ်အရန်ထူကြတယ်လူတော်တော်များများမသိတယ်ဘူးဒါပေမဲ့ပလေးတက်လို့သိအောင်ဆရာပြောပြမယ်ဒီမြို့လေက point robert ဆိုခေါ်ပါတယ်နော် Washington ပြည်နယ်မှာရှိတယ်ဒီမှာကြည့်လိုက်ဒါကနေဆက် line အပေါ်ကကနေဒါအောက်က USA အဲ့လိုကြီးတယ်မဆိုဒီ line တွေကိုဖြတ်လိုက်မှဆိုရင်ဒီမြို့တွေကကနေဒါနဲ့နီးစပ်နေပေမဲ့ထိနေပေမဲ့ USA နယ်ပယ်ထဲမှာရှိရအဲ့တော့သူ့စီသွားဖို့ဆိုရင်ရေလိုင်းကသွားရင်သွားမသွားဘူးဆိုရင်ကုန်းလမ်းကနေပြီးတော့ကနေဒါကိုဖြတ်ပြီးတော့မှ USA ကိုပြန်ဝင်ကဒီမြို့တွေကနော်မြို့တွေကကမ်းခြေမြို့တွေနော်လှလဲလာတယ်သူ့ရဲ့စီးပွားရေးကကနေဒါနဲ့ဟိုအဓိက အကူအထားထားရတယ်။မကြောက်ကနေဒါရဲ့ US live shopping line လောက်လို့နေ။အဲ့လိုရှိရဲ့။အဲ့ရောကုန်သွယ်ရေးကအဲ့လိုပဲကနေဒါစီကဖြတ်ပြီးတော့မှပစ္စည်းဝယ်ခြင်းဆို USA စီကဝယ်ခြင်းကြောင့်မှကနေဒါစီကဖြတ်ပြီးတော့မှ USA ဒီမြို့တွေ point robber ဆိုတာရောက်လာဖြစ်ပါတယ်။အဲ့ဒီမြို့တွေကိုတိပါသလား။တိရလို့ရှိရဆိုရင်ကုမမှာနေတာပါ။အဲ့ရောအချင်းနေဘာတွေစိုးနေပြန်။ဘယ်လိုမျိုးဖြစ်တာလဲ။နော်။အရန်ကြောက်မှုကောင်းတာဆိုကြည့်ကြမယ်။ a tiny American town stranded below British Columbia. Now it's a frontline casualty in Trump's tariff war. Business is collapsing, tourists aren't crossing the border, and Trump's tough talk on Canada, it's turning longtime friends into boycotters, from rubber ducks to pints of beer. Everything here is feeling the heat. Nick Kiniski owns the local tavern. He's a dual citizen. His bar used to be packed. Now, empty table. ထရမ့်လည်းကနေဒါကိုထရိတ်ဝေါ်လုပ်တဲ့အတွက်ကြောင့်ထရမ့်ကကနေဒါပြောကနေဒါက 51st state USA နိုင်ငံထဲပြည်နယ်ဖြစ်အောင်လုပ်မယ်ပြောတယ်။နော်ပြီးသွားရင်ကနေဒါကိုအာ tariff ရောက်ကောက်မယ်အဲ့လိုပြောရတဲ့ကြောင့်အဲ့မျိုးတွေကဒုက္ခရောက်နော်အရင်ကဆိုရင်ဒီဘားကိုပိုင်တဲ့ဒီဘားကလူအများကြီးပြည်တာအခုကလုံးဝမရှိတော့တယောက်မှမလာတော့နော်ဘားပန်ရှင်ရတယ်ကနေဒါနဲ့ USA ဒူဝက်စီတီဟုတ်တယ်အဲ့မြို့လေးရတယ်ကျန်းကျင်တွေအရန်တာယာလှပါဝါရှင်တန်ပြည်နယ်မှာရှိတယ်နော်အခုကလောဝလူရှင်းနေပါပြီဘသူမှမလားဘာကြောင့်မလားလဲကနေနာနဲ့နော်အာပတ်ဆက်မရှိဘူးလားဓာမွန်ရဲ့တခြားအကြောင်းကြောင့်ဆိုရှိမှထင်တယ်လားကိုမအမှန်ရေးတာပါဆက်ပြီးကြည့်မယ် no staff and 14 hour shifts solo. I'm a dual citizen, and we rely heavily on, on the Canadians coming down here. And uh, with President Trump, what he said, he's offended him. I can understand tariffs. I don't really understand them, what, what's going to happen with all this, but it's got the world uh, um, kind of going crazy right now. Business is business. ော်ရကနေဒါကနေဒီးယားတွေကိုအားကိုးနေရကနေဒီးယားတွေကလာပြီးတော့ဘာမှလာပြီးတော့တောက်တယ်နော်အမေကောက်နေဆက်နေဖြက်ဖြက်လာလို့ပဲအာလာတောက်တယ်လာတောက်ပြီးတော့အခု President Trump လာနေပြီးတော့ကနေဒါနေကိုစော်ကားမော်ကားပြောလိုက်တဲ့ကြောင်နော်အားကြောင့်ကနေဒီးယားမကြိုက်တော့မကြိုက်တော့ USA ကိုလုံးဝမကြော်တော့ဘူးဆိုတော့အတူစီးပွားရေးထိခိုက်ရမှာဒုက္ခရအောင်ပါနော် ထဲဖိပြောရရင်လုတ်တာလောလုတ်တာပေါ့ဒါပေမဲ့အဲ့လိုမျိုးပြောစရာလိုတလားလို့เนาะအဲ့လိုမျိုးဟာမျိုးရှိပလိတ်တရောမလို့သဘောရပါနဲ့အာ President Trump ကနေဒါကိုပြုမူရဲ့အပြုမူကလက်ခံနိုင်စရာရှိမှာဒါဒါမှမဟုတ် President Trump အမှားလုပ်မိပါလားဗာအမှားလုပ်မိပါတယ်ခုမအမှန်ရတာပါကနေဒါတွေအဲ့လိုမျိုးအမေရိကန်ကိုစွန့်ပစ်သွားတာအမေရိကန်စီးပွားရေးကိုစွန့်ပစ်တာတော့ကောင်းတဲ့မှန်ကန်တဲ့လုပ်ရဖြစ်မှန်ထင်ပါလားခုမအမှန်ရတာပါ Business is business, but you don't have to be rude. He's talking about Trump mocking Canada as America's 51st state. That's not politics to folks here, it's personal. The Rubber Duck Museum is leaving. Yes, an actual museum for rubber ducks. Neil and Crystal King say Canadian visitors kept them afloat, but emails poured in. We literally woke up one day to just emails of just regulars who said, I'm sorry, I can't come anymore. I cannot support your, your country. I cannot support your government. We love you guys. We're so sorry, but we can't. They're mo- so, so, see why, see why, နော်ရိုင်းပြစရာမလိုပါဘူး President Trump လာနေပြီရောကလင်တာဟို 51st state နော်50တပြည်နယ်မြောက် အမေရိကရဲ့50ပြည်နယ်မြောက်လုံမဲ့ဆိုတာအရန်အရန်စော်ကားတော့ရိုင်းစမ်းလို့အားကြည့်ပါလားအဲ့တော့ကနေဒါတွေကလုံးဝကနေဒီးယားတွေကလုံးဝတီးမခံတော့လာ personal ပေါ့နော် personal တွေပေါ့စီးပွားရစီးပွားရဒါပေမဲ့အဲ့လိုကမစော်ကားနဲ့အဲ့ဒါကြောင့်ကနေဒါတွေကကနေဒီးယားတွေက US နဲ့ပတ်သက်ပြီးဘာမှမပတ်သက်ချင်တော့စီးပွားရမဖြစ်ပါဘူးအရင်ကဆိုရင် Robert Robert Dutch ဆိုတာဒီ museum ဆိုတာအဲ့ဒီကနေဒီးယားတွေကိုအဓိက အားကိုးရတာเนาะအဲရဘာတက်စားဟုတ်တယ်ဟိုရဘာလည်းလုတ်ထားတယ်ဘဲဘဲအယုတ်တွေတို့သူကပြတတ်မှာပြတာလာเนาะအဲဒီအဲ point robust မှာရှေ့အကနေဒါအများကြီးလာကြည့်ရာကြည့်တော့အခုဆိုရင်အာအဲ့လိုဖြစ်ပြီးဖြစ်ပြီးတော့ president ထွက်လာပြောပြောပြီးတော့ email တော့ပို့တယ်ပိုင်ရှင်တော့ကနေဒါရဲ့အာမေရိုချစ်တယ်သဘောကျတယ်ဒါပေမဲ့เนาะဒီလိုမျိုး president trump ပြုတ်မွေးဟာအရင်စော်ကားတော့အကြီးအဲ့ဒါကြောင့်အာမေရိုစီမလာတော့ဘူးကျွန်တော် USA စီမလာတော့ ဒါဘွာတော့မကျော်တော့အဲ့လိုမျိုးပြောလာပါတယ်အဲ့ဒီတော့ဒီလိုမျိုးကနေဒီယန်တွေဆန္ဒပြတာကမှန်ကန်တော့ဆန္ဒပြတာဖြစ်ပါတယ်လားခုမှမှရေးတာပါဆက်ပြီးကြည့်ကြမယ် Your government. We love you guys. We're so sorry, but we can't. They're moving the whole thing to Canada this summer. Why? tariffs on Chinese goods made importing ducks more expensive in the US. Wow. Point Roberts was once a shipping haven for Canadians, not anymore. ဘဝတခုလို့သူကနေညာပြောင်းတော့မယ်เนาะအရင်ကဆိုရင်ရောဒီမှာ US မှာစီးပွားရေးလောက်အဆင်ပြေဟာသူက rubber duck တွေဆိုတကယ် rubber duck တွေဘဲတွေများတယ်ဘဲပုံစံမျိုးမျိုးပဲအာတရုတ်ပြည်မှာလာဘာကြောက်တော့ terrorist job terrorist job တရုတ်ပြည်မှာ US ကိုတောင်းဖို့ဆိုရင်အရန်ဆေးကြီးပါအဲ့ရောစီးပွားရေးတစ်ခုလုံးကိုသူကလုံးဝရွှေ့လာတော့မှကနေတော့ပြောင်းလာတော့မှာမဲသူကပြောနော်တခါမှအာရောက်ဘူးလို့ရှိရအဲ့ point robert ဆိုရောက်ဘူးလို့ရှိတာအာရှိရဆိုကိုမအမှန်ကြီးတာပါသူကကနေတာကိုဖြတ်ပြီးတော့မှ US ကိုပြန်ဝင်တော့မှရောက်လာနော်ဟုတ်စိတ်ဝင်စားစရာပါအဲ့ဒါလည်းရောနောက်ဆိုရင်ဘာမေးရဆက်ဖြစ်မလဲဆက်ကြည့်တာเนาะသူဘာလိမ့်မလဲဆက်လို့မလားအာအရင်ရောဆို Robert ပွိုင်ရောဘတ်စာ shipping haven နော်ကနေဒါရဲ့ shipping haven အဲအဲစိတ်ကမ်းမှာသွားပြီးရက်တယ်ရက်ပြီးရောမှကနေဒါပစ္စည်းရယ်ဆိုရင် US ကိုဝင်တယ်အခုကမဟုတ်တော့ဘူးနော်အခုကမဟုတ်တော့ trade war ဖြစ်တဲ့ကြောင့်အဲပွိုင်ရောဘတ်ဆိုအာ shipping port အနေနဲ့ကနေဒါရအတုံးမချတော့Kendra Levine's family parcel shop survived COVID. but it couldn't survive Trump's trade war. In our COVID မှာအဲဒီဆိုင်ကဖွင့်နိုင်နေတယ်เนาะစီးပွားရေးလုပ်ရနေတယ်အခု Trump လက်ထက်ကြမှာ tariff ဖြစ်တော့မှာစီးပွားရေးလုပ်မရတော့ဘူးလေ။သူတို့ Trump ကိုမဲပေးတယ်ထင်လားဒါမှမဟုတ် Trump ကိုမဲမပေးထက်ခင်ထင်လားကိုမအမှန်ရေးထားတယ်မဲပေးထက်ဆိုရောဒါကိုကိုကကိုဒုက္ခရောက်အောင်လုပ်လာလဲတူတူပဲဖြစ်သွားပြီเนาะအဲစီးပွားရေးရเนาะဆက်ကြည့်မယ် warehouse we used to have racking all the way almost to that end over there, and we'd have about 3,000 packages in here routinely. Like, come in, people would come in, pick up, more would come in, and it would still stay right around 3,000. Today, when we opened, we had uh, 232 packages. <laughs> 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 နော်နေတိုင်းနေတိုင်း package 3000ရှိရင်အခုဖွင့်တာ232 package ပဲရှိတော့ကြည်အာကုန်တွယ်မှုတွေလုံးဝရဆက်တဲ့လောက်ဖြစ်သွားပြီနော်အဲ့ဒါဟို300တော့မဟုတ်300လောက်90%ကျော်အောင်ကျသွားတာစီးပွားရေးအဲ့လောက်ထိဒါအဲ့ဘာကြောက်လဲပလေးတဲ့ကိုတိပါတလားကိုမမရေးတာပါ Two packages. Customers say, see you in four years. Restaurants, souvenir shops, and small attractions. They all depend on each other. When one closes, the rest wobble. It's as the dominoes start falling, more will fall because you need restaurants to bring people into town. You need things to do. You need souvenirs if you want to get people to come vacation in your town. You need to have businesses open. And so without them, you. As each one falls, they affect each other. We all are dependent on each other. And the, the general sentiment has been a little grim lately. Uh, Without that, ရဲ့တခုတခုပိတ်အောင်ဒုက္ခရအောင်ပေါ့နော်ဒါတိုးရစ်စင်မလာတော့စားလောက်ဆိုင်ပိတ်တယ်စားလောက်ဆိုင်ပိတ်တော့ဆူဗီနီယရှော့တွေအကုန်ပိတ်ရတယ်ဘာလို့တခုတခုအားကအာတယောက်တယောက်မူတီနေတော့じゃနော် depend on each other ဖြစ်နေတဲ့ကြောင့် souvenir ရှိမှပဲ tourism လာမှာလေ။တော့အကောပိတ်လဲဆိုတခုမှတယောက်မှမလာတော့အဒီက tourism မလာတဲ့ကြောင့်တခုခုပိတ်သွားတာ။တခုတခုပိတ်သွားတယ်ဆိုတော့အော် ICY မှာအလုံးလုံးနေအလုံးတမားနေအလုံးမရှိတော့အလုံးမရှိတော့တခြားဆိုင်တွေကို support လုပ်မရတော့ဘူးเนาะ။တော့ပတ်ဆက်ပေးလို့မရပတ်ဆက်ပေးလို့မရတော့တခြားဆိုင်ရဲ့ customer မရှိတဲ့ကြောင့်ပိတ်ရလို့မဲ့အကုန်လုံးအကုန်ကဒုက္ခရောက်နေကြတယ်เนาะ။ဆက်ပြီးနားထောင်မယ်။ Yeah. Without them, the town falls apart. And it's already happening. It's not just here. The whole country's feeling it. Foreign tourism is falling fast. Canadian flight bookings to the US are down 70%. Uh. Oh. Canada, US, <laughs> um, 70%. ဟာပြောရမလို့70%ကိုကြာပါစီးပွားရေးကနေဒါလာတာတိုးရစိန်မလာတော့เนาะအယောက်တရာမှာအယောက်80ဟဲ့ New York စီကိုမသွားတော့ဘာဘိုင်နောက်တော့အယောက်30မှာ10ရောက်တော့မဖြစ်မလေလားတဲ့ဟာဖြစ်မှာပေါ့နော်ဟိုအယောက်20အယောက်30အယောက်30ကတော့အာမိသားစုရှိရှိမယ်အာပြီးပါရင်အာအလုံးလုံးဖြစ်ဖြစ်မယ်နော်စီးပွားရှိရဖြစ်မယ်မဖြစ်မနေလားလူတွေပဲရှိရှိမှာပေါ့ပလင်းတက်ရောတော့အာကလင်ဒါမှာနေပါလားဘာကြောင့် USA ကိုမလာတော့ပါနဲ့လဲအာကိုမအမရေးထားတယ်ပါနော်ပြီးပါရင် ကနေဒါလူကပြောတယ် तू business နဲ့စီရောအေး see you in 4 years နောက်6နှစ်ပြီးမှပဲတွေ့မယ်တဲ့နော် bye bye တဲ့ဘာကြောင့်တိတာနောက်6နှစ်မှဘာကြောင့်တွေ့ချင်တာ तू ကဘာကြောင့်အခုမတွေ့ချင်တာလဲတိရဆိုရင်ကိုမမာရေးထားတယ် Hotel bookings in the US have dropped 25%. Wow. Economists say the damage could hit 90 billion dollars this year. Wow. ဥရောပနိုင်ငံကလူတွေကကြာပါ25%ကြာပါ ပြီးသွားရင်စီးပွားရေးပညာရှင်ကဗာပြောဆိုဒီနှစ်မှာ90ပြည်ညာထိခိုက်စီးပွားရေး90ပြည်ညာထိခိုက်မှာနော်နင်းတာမဟုတ်အဲ့ဒါကြောင့်ဘယ်ဟာလှုပ်လှုပ်ထဲပဲပဲလို့ဗာလို့စိုးကျိုးကြည့်ရစိုးကျိုးကပုံများမဲ့ထင်သနာပရိသတ်ရို့နော်ပုံများတဲ့ထဲဆိုခုမအမှရေးထားပါ Locals like Terry Matthew have lived here for 50 years. He says it's not just the tariffs, it's the tone. you know, even if he said, well, we're going to remove the tariffs, I think the damage has been done as far as, uh, you know, how they feel about it. And I think if there was a change in administrations, it would probably change right away. ဆိုတော့အဲ့လူကြီးလက်ဆိုတဲ့လူကမပြောတဲ့ဆိုတော့အဓိကက tariff တွေမကတည်းကလေတံကိုမကြိုက်တာเนาะတမနာထရန့်ပြောတဲ့ လေတောင်မကြိုက်ကနေဒီယန်တွေကเนาะအဲ့ဒါကြောင့် tariff တွေကိုလုံးဝပယ်ဖြတ်လိုက်ပါမယ်အားလုံးကနေဒီယန် welcome လုပ်ပါမယ်ပြောရင်အောင်မှလူတွေကမကြိုက်တော့အားကြောင့်ဆိုသူပြောတဲ့လေတန်ကတော်တော်ဆိုးဖြစ်ဖြစ်မှာမဟုတ်ပလင်းတက်ကြီးကဘလို့ထင်ပါလဲအာ Trump ပြောတဲ့လေတန်ကကနေဒါတွေကိုအရန်မောက်မာပြီးတော့အရန်ဆိုးတယ်ထင်ပါလားကိုမအောင်ရည်တာပါဒါသူပြောတာတော့နစ်အာကနေစကီပြောတယ်ဒါဆိုသူကကနေဒါနဲ့ကနေဒီယန်အများဆက် အာဆက်သွင်းနေတာဟိုဟိုတော့အမျိုးကဘော်ဒါတောင်းလို့အဲ့ဒါ तू တိတာပေါ့ကလေးလေးကဘာပြောဆိုတိမအောင်တိတာပေါ့တကယ်မြေပေါ်မှာရှိရလူတွေကစီးပွားရေးတမရလူတွေကပိုတိတယ်နော်ဘာကြောင့်အေးဘာကြောင့်မင်းတို့စီမလာရလဲအဓိကတော့လေတန်မောက်ပါတယ်ပြီးတော့ဟိုကနေတောင်တိမ့်ပိုက်ချင်းလေလေတန်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်အာလူတွေကမလာတော့ तू ကပြောတယ်ဒီ तू ကဘာပြောလဲဆိုအကယ်၍ administration နော်ပြောင်းရမှာဆိုရင်တမရပြောင်းရမှာဆိုရင်ချက်ချင်း

နော်အသွားလာလူတွေအများကြီးဖြစ်ပါအောင်ဟုတ်တယ်မလားကနေဒီးယားကအမေရိကန်လာလာလဲမဲ့အမေရိကန်ကလည်းကနေဒီးယားကိုလာလဲမဲ့အဲ့ရဘော်ဒါတောင်းဒီလိုမျိုးသူအရန်သူထူးကြတာဒီမျိုးကတကယ်ဘော်ဒါအာကနေဒါဖြတ်ပြီးတော့မှ ရောက်တယ် USA မျိုး USA ဒီလိုမြင်းနေတားလဲတော့အာကနေဒါနဲ့အဓိကပေါ်ပြီးနီးစပ်တယ် USA သွားချင်းရေလမ်းတော့သွားတော့မသွားရင်အိုးအမေရိကန်နဲ့မောင်းပြီးတော့ကနေဒါဖြတ်ပြီးတော့ အာ USA ကနေပြီးတော့ဒီကနေပြီးတော့ Washington ကဒီဘက်ကနေလာပြီးတော့ Canada ဝင်ဝင်ပြီးတော့ဒီဘက်သွားတော့မှအဲမြို့ရောက်တာနော်အဲ့လားကြောက်အဲမြို့လေးရဲ့အနာဂတ်တန်ချင်မှာတော့မတွေးဝင့်စရာပဲဒီလိုမျိုးကဆက်ပြီးတော့စိုးနေမှာဆိုရင်နော်ပလေးတန်ရောဘယ်လိုမျိုးဆက်ဖြစ်နေမှာထင်တာထင်ပါတယ်ကိုမအမရေးထားပါအဲ့လားကြောက်ဘာစီးပွားရေးပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ် နော်ကိုယ့်အကူပတ်စံရှာနိုင်မှုဆိုအရေးကြီးတယ်။ကိုယ်ကသူများစီမှာလုံလုံနေတဲ့တစ်ချက်အချိန်မေးအလုပ်ပြုတ်သွားနိုင်တယ်။နော်ကိုယ်မှာစီးပွားရေးထောင်လာတယ်၊ဆူရှိထောင်လာတယ်၊တခုကိုဗစ်ဖြစ်တာပဲဖြစ်ဒီလိုမျိုးထွက်ဝေါ်ကြောင့်ပဲဖြစ်ဖြစ်စီးပွားရေးလုံးမရောက်ဆိုဒုက္ခရောက်ရတယ်။ဒီလိုမျိုးတလာထက်မှပတ်စံတသိန်းနဲ့ချီကိုယ့်အကူအိမ်မှာနေခပါပတ်နေတဲ့နော်တနိုင်နှစ်နိုင်သုံးနိုင်နေတဲ့တနေ့ကို အလုတ်လုတ်ပြီးတော့ရမှာဆိုရင်ဘဘွားကြီးကပို့ပြီးအေဂျင့်ပျော်ရွှင်အောင်ပေါ့ဟိုမကြိုက်တဲ့နေရာမှာတောင်းနေရဆိုတော့ point robot ဆိုနေနေရာတစ်တစ်လေးမှာအာအောက်အောက် ET ခံပြီးနေနေစရာမလိုเนาะအဲ့လောက်ထိရဲ့ local ကန်ကန်ချင်မာရဲ့ so ကျိုးကိုအဲ့လောက်ထိခံစားမှာမဟုတ်ပါဘူးအဲ့လိုမျိုးအရေးချင်းရချင်ဆိုရင် stock investing call option put options advance option day trading moment store တောက်ရပါတယ်။အာဆရာစီအောင်မြင်ဝတင်တန်းသူတင်တန်းတော့အများဆိုတော့တစ်နှစ်အတွင်းမှာဒီ၅ခုလို့ပြီးအောင် တက်ပါတယ်ဒီလဧပြီလအတွင်းမှာတင်တန်းတစ်ခုစရင်အတွင်းမှာဆိုရင်တစ်ခုကိုလက်ဆောင်ရပါတယ်အဲဘယ်လိုရအောင်လုပ်ရမလဲဆိုတာတင်တန်းစရင်အတွင်းမှာရအထဲထဲမှာအာကြည့်ရရပါတယ် link တွေကို YouTube video description နဲ့ comment အောင်မှာရှိပါတယ်ကဲရမျိုးပိုကောင်းပါလားကဲရပိုကောင်းလဲဆိုတော့ဆရာကနင် app terminal app terminal ကိုငါလန်း နီးလဲငားလဲရှိရအဲ့ဒါတွေကသူရင်အကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်ကဲအဲ့လိုကြီး expect မဖြစ်ပေမဲ့ဆရာရဲ့ဒီ app ခင်ဗျလည်း app ပါတွေကိုတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးကလည်းဘာမှနားမလည်တယ်လို့နော်ဆရာပြောတဲ့အတိုင်းပဲနှိမ့်လိုက်လို့ပါတယ်။ဒီဟာတွေကိုအတိအကျတိကျတိုင်းလုပ်တယ်။လုံးဝအချုံမရှိဘူး။ Hello ဆရာ CIS store ဆရာကလည်းတင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်။ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြှုပ်ပါတယ်ဆရာ။ အရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ CI အဘောတခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာခုဆိုတော့ကျွန်တော်အရင်မဲ့မြင့်နေပါပြီဆရာအရင်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှိအတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နမ်းမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ အသေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်တော့မလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ doing in option အရင်နီးနေနေလေးနဲ့အမြတ်များများရေရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကြီးစုပါပဲဆရာ ဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ဒီမှာဆရာဒီတန်းတဲ့ရည်ရနဲ့အလားအတွင်းမှာ9,500ညမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့တင်ကြတာလေအခုတော့အဲ့လိုမြရလို့ဆရာရည်ရည်ကျေးဇူးပဲဒီနယူးယောက်လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာ ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှေ့တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော်အခွန်မပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုများများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ကျကျပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတယ်ဆရာကြီး။ဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာပြီရှိ။ကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာ။ကျွန်တော်လည်းဆော့နေရကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအမျက်အများဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာတော့ဆရာကိုကျေးဇူးအများကြီးတင်တယ်